လေးစားအပ်တဲ့တော်လန်ပြည်သူမိဘအပေါင်းတို့အဲဒီနေရာဟာနေပြီးတော့လေးစားစွာမိဘပြည်သူလူစုကိုအတိပေးစရာရှိပါတယ်ဒါကဘာလဲဆိုတော့အထက်ဘက်စစ်တပ်ဟာရွေးကောက်ပွဲနီးလာရတဲ့အမျှအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းတက်ခတ်မှုတွေခက်စိတ်စိတ်ပြုလုပ်လာနေပါတယ် ဒီအတွက်ကိုမိဘပြည်သူလူထုကနေပြီးတော့တင်ကြိုကာကွယ်လို့ရတဲ့အစီအစဉ်တွေလည်းအများကြီးရှိပါတယ်။တစ်ဖက်မှာစစ်အုပ်စုကဘလောက်ပဲဖိနှိပ်မှုတွေလုပ်ပါစေကျွန်တော်တို့ဘက်ကနေပြီးတော့လေကျွန်တော်တို့ဒီကဖိနှိပ်မှုဒဏ်တွေရနေပြီးတော့ချုပ်တင်ကာကွယ်လို့ရတဲ့နိလန့်တွေကိုဒီကနေပြီးတော့ကျွန်တော်မျှဝေချင်ပါတယ်။နံပါတ်၁ချက်ကချုပ်တင်ကာကွယ်တဲ့နိလန့်မှာကျွန်တော်တို့မိဘပြည်သူလူထုရဲ့အနိတက်ဝိုက်မှာကျွန်တော်တို့ဒီလေချောင်းရဲ့ကာကွယ်ရေး icon code တွေကိုကျွန်တော်တောင်းလို့ရပါတယ်။သက်ဆိုင်ရာရက်ကြီးတွေ တောင်ဝရှိရဲ့လူကြီးရေးစီမှာတောင်းပြီးတော့ icon ကုတ်တွေကိုကျွန်တော်နားထောင်ပြီးတော့ကျွန်တော်နီးစက်ရာကျွန်တော်လေးစိတ်တရားနေပြီးတော့လေရင်တက်လာတာနဲ့အမျှကျွန်တော်ဒီဘက်မှာချိုတင်ကာွယ်ထားလို့ရပါတယ်။နောက်တစ်ခုကမိဘပြည်သူလူထုရဲ့အိမ်တိုင်းအိမ်တိုင်းမှာဘုန်းကိုခြင်းတွေတူးထားဖို့ပါ တကယ်လို့ကိုကဘုံခုအကျဉ်တူးရဲ့အထိကိုကအဲပတ်ဆက်မရှိဘူးဆိုလို့ရှိရင်ဆက်သွယ်ရေးတူးမြောင်းလိုမျိုးအပေါ်ဆက်တူးမြောင်းတွေတူးပြီးတော့လေမိမိကိုယ်ကိုမိမိချုပ်တင်ကာကွယ်လို့ရပါတယ်အကောင်းဆုံးကတော့ဘုံခုအကျဉ်တူးထားတာတော့အနည်းအခင်းဆုံးနဲ့ဘေးကင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတော့တစ်ဖက်ကနေပြီးတော့ကိုယ့်ရဲ့နှိစက်ရလေစိတ်တရားနေပြီးတော့လေရင်တက်လာလို့ရှိရင်ဒီဘက်မှာတင်ကြိုပြီးတော့ကိုကနှိစက်ရဘုံခုအကျဉ်တွေထဲမှာဝင်ဝင်ပြီးတော့နေတာဖြစ်စေအကယ်၍လေရင်ဟာကျဲကန်နေထိုးစစ်လာတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်လေဒီဘက်ပြည်သူလူထုကထိုးစစ်လာ တဲ့အခါမျိုးမှဆိုရင်ကိုကိုကိုဝစ်ပြီးတော့နားကိုအုပ်ထားမယ် ကိုယ့်ရဲ့ရှင်ဘက်ကိုမြေကြီးနဲ့ဟာထားမယ်ကိုယ့်ရဲ့နားကိုပိတ်ထားမယ်မျက်လုံးကိုပိတ်ထားမယ်ဒီလိုပုံစံမျိုးနဲ့ဝက်ပြီးတော့လေအဲတိုတယ်ကာဝယ်လို့ရပါတယ်အတချို့ကကြတော့အဖိုက်တာတို့ဘာလို့ဆိုရင်တကယ်အကျဲများတဲ့အရာဖြစ်ပါတယ်ဂျက်ဖိုက်တာထိုးစစ်နဲ့ကြားရတာနဲ့များဒါဟာကျဲဖို့ရခိုင်လို့သိကြသွားပါပြီဂျက်ဖိုက်တာထိုးစစ်လာတဲ့အများအားလုံးမပြေးကြပါနဲ့ဂျက်ဖိုက်တာထိုးစစ်နေဆိုရင်ဂျက်ဖိုက်တာရဲ့အလုံးကဒီလိုလာပြီးတော့ဖွေးပုံစံမျိုးပြန်ပြီးတော့အအစတွေကပြန်ပြီးတော့ပြက်နှံ့ပါတယ်အဲ့ဒီအခါမှာရိုးရိုးနဲ့ပြေးတဲ့အခါမှာအဲ့ဒီအစတွေကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလာပြီးတော့ထိခိုက် စ်စရာမျိုးဖြစ်စီပါတယ်။ဒါကြောင့်မို့လို့ထိုးစင်းတန်ကြတာနဲ့မိဘပြည်သူလူထုကပြေးတာမျိုးမလုပ်တော့ဘဲနဲ့မိမိရဲ့သက်ဆိုင်ရာဘေးကင်းရာဘုံကိုကြည့်နေတယ်မှာအမြန်ပြင်းစင်တာမျိုးဒါမှမဟုတ်အမြန်ပြင်းစင်မှုအချိန်မရှိခဲ့ဘူးဆိုရင်ရောက်တဲ့အရက်မှာပဲဝှချလိုက်ပြီးတော့နားကိုပိတ်ထားမယ်။ခုနကပြောသလိုရင်ပန်းနဲ့မြေကြီးနဲ့ကိုဟထားမယ်။ဒီကျဲတဲ့အတန်ရဲ့တုံခါမှုကြောင့်မို့လို့နှလုံးကိုထိခတ်နေတဲ့အတွက်ကြောင့်မို့လို့ရင်ပန်းကိုမြေကြီးနဲ့ဟထားမယ်။မြေပြင်မှာဝတ်ချမယ်ဆိုဒီပုံစံမျိုးနဲ့ကျွန်တော်ကိုကိုကိုကာဝယ်လို့ရပါတယ်ဆိုတော့တစ်ဖက်မှာစစ်ကောင်စီရဲ့အရသာပြည်သူတွေကိုပြစ ်မှတ်ထားပြီးတော့ဆရာစွေးမှုတွေကိုကျွတ်လွန်နေတဲ့အပေါ်မှာလည်းကျွန်တော်တို့သတင်းအချက်အလက်မှတ်ထားမှာဖြစ်တယ်လို့တစ်ဖက်မှာလည်းမိဘပြည်သူလူထုကဒီအတွက်ကိုမိမိကိုယ်ကိုဘေးကင်းဖို့အတွက်ကိုအကျွတ်တေကာကွယ်စီမံတွေကိုပြုလုပ်ထားလို့ရပါတယ်အင်တာနက်ရတဲ့မိဘပြည်သူလူထုဆိုရင်ကျွန်တော်တို့အခု EH channel ကျွန်တော် Telegram channel တွေမှာလေကြောင်းသတင်းတွေကိုပုံမှန်စောင့်ကြည့်လို့ရပါတယ်ကျွန်တော်တို့ EH channel ဟာ Facebook မှာကျွန်တော်တို့ Facebook page ရှိတယ်လို့ကျွန်တော် Telegram မှာဆိုလို့ရှိရင်လေကြောင်းသတင်းတွေကိုအချိန်နဲ့တပြေးညီထုတ်ပြန်ကြညာနေရပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ EH channel တွေကိုတခြား လေး drive ထားပြီးတော့ဒီကနေတက်လာတဲ့လေကြောင်းတဲ့နေကိုပုံမှန်ထောက်ချင်းအဖြစ်မိမိကိုယ်ကိုမိမိလုံခြုံပြီးခင်ဖို့အတွက်ကိုအဲချုပ်တင်ပြီးတော့ကာကွယ်လို့ရပါတယ်မိမပြည်သူလူထုအားလုံးဘေးကင်းကြပါစေကျန်းမာကြပါစေလို့ဒီကနေပြီးဆုတောင်းပေးလိုက်ရပါတယ်